ဲ့ဘယ်လိုသွားမလဲဆိုတော့အင်းမင်္ဂလာပါပြဖြိုးအောင် share လိုက်ပြီးရောကျေးဇူးပါဗျာနော်ဟုတ်ကဲ့ကျောဒီနှလုံးကိုတဲ့နော်နှလုံးဒီပစေးလို့ထည့်ထားတယ်ဒီနှလုံးကို ကိုးလို့ထည့်ထားတယ်ဗျာနော်နှလုံးကိုငါလို့ထည့်ထားတယ်ဒီနှလုံးကိုခွန်လို့သူထည့်ထားတယ်ပေါ့ဗျာနော် ုံလို့ထည့်ထားတယ်တဲ့ဒါရှိပိသားတွေပေါ့ဗျာနော်သူ့ဘာသာဘေးမှာရှိပိသားတွေပဲဖြစ်တယ်ရှိပိသားလေးတွေကိုကျွန်တော်တို့ကဘယ်လိုလုပ်လိုက်မလဲဆိုတော့ဒီနှလုံးစောင့်ထားတဲ့ကိုယ်ကတဲ့နော်သူဒီဘေးကရှင်းနောက်ဘက်ကလေးနဲ့တွားပြီးပြီးဒီအပေါ်မှာတပင်ကျန်ခဲ့တာဒီနှလုံး30အားတဲ့နော်သူ့ရဲ့ဒီဆောင်ကရှင်းနောက်ခုနောက်ဘက်ကလေးနဲ့တွားပြီးတော့ on လိုက်တဲ့ချိန်မှာတဲ့ကျွန်တော်တို့ဆက်လိုက်ခွန်ဆိုတာဖြစ်သွားတယ်ဝဲတဲ့ခွန်ဆိုတာလေးတလုံးထွက်သွားတယ်ပေါ့ဗျာနော်အဲဒါဒုတိယတကယ်လဲဒီနှလုံးစောင့်ထားတဲ့ကိုကရှိပိတာကိုလေးอ่ะသူဘေးနားက၈နောက်ကလေးနဲ့ပေါင်းလိုက်တဲ့ချိန်မှာခွန်ဆိုတာလေးကတလုံးနဲ့ဖြစ်သွားတယ်တဲ့နော်သူ့ဘာသာနေရင်တော့မဖြစ်ဘူးပေါ့ဗျာနော်သူ့ဘာသာနေရင်ဒီမှာ9ဖြစ်နေတာပဲဒီမှာ10ဖြစ်နေတာပဲအဲဒီဘေးကနောက်ဘက်ကလေးနဲ့သွားပြီးတော့ပေါင်းလိုက်တဲ့ချိန်မှာခွန်ဆိုတာလေးတွေဖြစ်သွားတယ်တဲ့နော်ဒါဆိုရင်ဒီနှလုံးကလည်း9ပဲနော်ဒီနှလုံးစောင့်ထားတာ9တဲ့ အဲ့ဒီငားကလည်းသူ့ဆောင်းကနှစ်နောက်ပိတ်လေးနဲ့တွားပြီးတော့ပေါင်းလိုက်တဲ့အချိန်မှာတဲ့ခုံဆိုတဲ့စလုံးလေးပုံလာတယ်ခုံဆိုတာလေးဖြစ်သွားတယ်ပေါ့ကွာနော်ခုံဆိုတာလေးပွာလာရဲ့တဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာရှိနေတဲ့နှလုံးကငားနဲ့လေးနဲ့ကကိုးတဲ့ကိုးခုံဖြစ်အောင်ရောဘာနောက်ပိတ်ထဲမလဲခုံဖြစ်အောင်ရောဘာနောက်ပိတ်ထဲမလဲတဲ့နော်ကိုကိုအဲခုံလေးပြရသွားပေါ့ကွာနော်အဲ့တော့ ဒီ၄ဒီ၄ရဲ့ဒီ6ရဲ့ဒီ9ရဲ့ဒီ၃လုံးပေါင်းရင်ခွန်လို့ထည့်ပါတယ်ခနော်တပွဲကြော်လိုက်တဲ့အချိန်မှာ၁ရဲ့၈ရဲ့၈ရဲ့ဒီ၃လုံးပေါင်းရင်ခွန်လို့ထည့်ပါတယ်ခနော်တပွဲကြော်လိုက်တဲ့အချိန်မှာ9ရဲ့၃ညရဲ့2ရဲ့ဒီခွန်လို့ထည့်ပါတယ်ဒါဆိုကျွန်တော်ခွန်ဖြစ်အောင်လို့9ရဲ့၄ရဲ့ဘာရထည့်မလဲအားနဲ့၄နဲ့ဒီ6ဖြစ်နေပြီခွန်ဖြစ်အောင်ကျွန်တော်တို့ဘာနောက်ပိတ်ထည့်ကြမလို့ မင်္ဂလာပါဆရာတဲ့မင်္ဂလာပါတမ်းမောင်ဦးอืมคอนเฟียนเอาบาแท้มั้ยเลยสอว่าไม่ติดจ๋าอูล่ะอ้าเนี่ย4เนี่ย6ขึ้นนี่ไปเลยคอนเฟียนเอาเดี๋ยวบานอกไปแท้มั้ย shit တဲ့။အော်ဇော်ကြီးမှန်ပါလေ shit နော်ဟုတ်တယ်။ဇော်ကြီးကထမှန်တယ်ဗောနော်နောက်ဆုံးမှရောက်လာပြီမှန်တယ်။ချစ်ရချစ်ရလူတွေကမမှန်ဘူးဗျာနော်ဘယ်လိုလဲတော့မသိ။အဲလေးလုံးပန်းချင်းတွေသုံးလုံးပန်းချင်းလေးတွေခုံလေးတွေထည့်သွားဗျာနော်။ဒီ၄ရဲ့6ရဲ့ခွန်ရဲ့ကိုတဲ့ခွန်လို့ထည့်ပါတယ်တဲ့၄ရဲ့၈ရဲ့၈ရဲ့ဒီခွန်လို့ထည့်ပါတယ်တဲ့ 9ရက်3ရက်2ရက်ဒီခွန်လို့ထည့်ပါတယ်တဲ့နော်အဲဒါ9ရက်4ရက်8ရက်ဒီခွန်လို့သူထည့်ပါတာဖြစ်တယ်နော်ခွန်လို့ထည့်ပါတာဖြစ်တယ်အဲ့အချိန်မှာတဲ့နော်ဒီနောက်ထောင်နှလုံးကို9လို့ရှိထားတယ်ဒီဘက်မှာလည်းနောက်ထောင်နှလုံးကို9လို့ထောင်ထားတယ်နော်ဒီဘက်မှာလည်းနောက်ထောင်နှလုံးကိုခွန်လို့ထောင်ထားတယ်ဒီဘက်မှာနောက်ထောင်နှလုံးကိုနောက်ထောင်တော့လည်း3လို့ထောင်ထားတယ် သူကသာထောင်ထားတဲ့နောက်ထောင်လေးပေါ့ဗျာနော်သူကသာထောင်ထားတဲ့နောက်ထောင်လေးဒီနောက်ထောင်နှလုံး၅ကလည်းနော်ကျော်ဒီခါနှလုံးခါနှလုံးခွန်နဲ့ပေါင်းလိုက်တဲ့အချိန်မှာနှဲ့ဆိုတာလေးရပါတယ်တဲ့နော်ခွန်ရဲ့ပါဝါနှဲ့ဆိုတာလေးဖြစ်ပါတယ်တဲ့နော်ခွန်ပါဝါနှဲ့ဆိုတာလေးဖြစ်ပါတယ်အဲ့တော့ဒုတိယတက္ကະနေနဲ့ကဒီနောက်ထောင်နှလုံးက၅တဲ့ဒီနောက်ထောင်နှလုံး၅ကလည်းဒီခါနှလုံးခါနှလုံးခွန်နဲ့တွားပြီးပေါင်းလိုက်တဲ့အချိန်မှာနှဲ့ဆိုတာလေးပဲရပါတယ်တဲ့နော်နှဲ့ဆိုတာလေးပဲရပါဖြစ်တယ် ။ဒါဆိုရင်တတိယတစ်ခက်နေနဲ့ဒီနောက်ထပ်နှလုံးကခွန်တဲ့။ဒီနောက်ထပ်နှလုံးခွန်ကလည်းဒီခါနှလုံး၅နဲ့တော့ပုံလိုက်တဲ့အချိန်မှာနှစ်လို့ရပါတယ်။နောက်ထပ်နှလုံးနေပြီဆိုရင်တော့အသေးပဲမရှိဘူးဗျာနော်။ဒါကဒီနောက်ထပ်နှလုံးနေကဒီခါနှလုံးနဲ့တော့ပြီးပုံလိုက်တဲ့အချိန်မှာကျွန်တော်ရဲ့ဇက်လိုက်ကလေးနှစ်ကလေးဆိုတော့တစ်လုံးနဲ့ထွက်လာတယ်။အဲ့တော့ဒီမှာရှိနေတဲ့ကနောက်ထပ်နှလုံးက၃နဲ့နောက်ထပ်နှလုံး၃ကဒီခါနှလုံး6နဲ့ပေါင်းပြီးတော့ခွန်လို့ဖြစ်နှစ်လို့ဖြစ်မှာခါနှလုံး6ရအောင်လို့၃ရှိတယ်ကျွန်တော်ဘာခါထည့်မလဲ ါခါထင်လဲအဲ့တော့ဒီနောက်ပိတ်နှလုံး၅ကဒီခါနှလုံး9နဲ့ပေါင်းလိုက်တဲ့အချိန်မှာ2လို့ဖြစ်သွားတယ်တဲ့နော်တပြက်နှစ်တစ်လုံးနဲ့ထည့်သွားတာဒီနောက်ပိတ်နှလုံး၅ကလည်းဒီခါနှလုံး9နဲ့ပေါင်းလိုက်တဲ့အချိန်မှာ2လို့ဖြစ်သွားတယ်တဲ့နော်ဒါဆိုရင်ဒီနောက်ပိတ်နှလုံး9ကဒီခါနှလုံး9နဲ့ပေါင်းလိုက်တဲ့အချိန်မှာလည်း2လို့ပဲထည့်သွားတယ်တဲ့နော်ဒါဆိုရင်ဒီနောက်ပိတ်နှလုံး3ကဒီခါနှလုံး9နဲ့မှာကျွန်တော်တို့က2ဖြစ်မှာခါနှလုံး9ဖြစ်အောင်ကျွန်တော်ဘာခါထည့်မလဲမ3ရနေပြီဖြစ်တဲ့အတွက်ကျွန်တော်ဘာခါထည့်ကြမလဲ နောက်ပဲနှလုံးသုံးနဲ့ခါနှလုံးကိုးနဲ့မှနှစ်ဖြစ်မှာပေါ့နော်ဒီအလဲတိုင်းနှလုံးဒီကိုးဖြစ်အောင်လို့သုံးရှိတဲ့အချိန်မှာ6ခါရတယ်ဩဟုတ်ကဲ့မှန်တယ်ဗျာနော်6ခါလေးထည့်ရမှာဖြစ်တယ်တလုံးနဲ့တည်းပဲထည့်လာတာပေါ့ဗျာနော်ခွန်ခွန်လေးကြီးပဲထည့်လာတာနှစ်တည်းဆိုရင်လည်းနှစ်တည်းကြီးပဲထည့်လာတာပေါ့ဗျာနော်ဟုတ်ကဲ့အဲ့လိုလေးထည့်လာတာအဲ့လိုလေးထည့်လာတဲ့အပြင်ဟိုဒီမှာကတဲ့ ဒီမှာရှိနေတာကနောက်ပေါင်းခွန်နဲ့နော်သူ့ရဲ့အောက်တဘွဲကြောင့်မှာရှိနေတာကနောက်ပေါင်းခွန်နဲ့နော်သူ့ရဲ့အောက်တဘွဲကြောင့်မှာရှိနေတာကနောက်ပေါင်း30တဲ့နော်ဒီအောက်တဘွဲကြောင့်မှာရှိနေတာကနောက်ပေါင်း9ပေါ့ဗျာနော်ဒါလေးတွေကရှိပြီးသားလေးတွေပေါ့ဗျာနော်ရှိပြီးသားလေးတွေဖြစ်တယ်တဲ့အဲရှိပြီးသားလေးတွေဖြစ်တယ်ဆိုတော့ကျုပ်ကဒီနောက်ပေါင်းခွန်ကလည်းသူ့ရဲ့ဇောင်းတစ်ပင်နှစ်ပင်ဆိုတော့ဒီတောင်းဖြတ်လို့ခေါ်တော့ဗျာနော်ဒီနောက်ပေါင်းခွန်ကလည်းသူ့ရဲ့ဒီဘက်တောင်းဖြတ်နာမှာရှိနေတဲ့ ဒီဒီရှစ်ခါလေးနဲ့ပေါ့ဗျာနော်ဒီရှစ်ခါလေးနဲ့သွားပြီးတော့ပေါင်းလိုက်တဲ့အချိန်မှာတော့ငားလို့တစ်လုံးနဲ့ရပါတယ်နော်ငားဆိုပြီးတစ်လုံးနဲ့ရပါတယ်ငားပေါ့ဗျာနော်ဒါဆိုရင်ဒီမှာနောက်ပေါင်းခွန်နောက်ပေါင်းခွန်လည်းသူ့ရဲ့ဇောင်းတစ်ပင်နှစ်ပင်မှရှိတယ်ဒီရှစ်ခါလေးနဲ့သွားပြီးပေါင်းလိုက်တဲ့အချိန်မှာငားဆိုတာလေးဖြစ်သွားတယ်တဲ့နော်ငားဆိုတာလေးနဲ့သွားပြီးတော့ချုပ်ပြီးသွားတာဖြစ်တယ်ပေါ့ဗျာနော်အဲ့တော့တဲ့ ီမှာရှိနေတာကနောက်ပေါင်း30တဲ့ဒီနောက်ပေါင်း30ကလည်းသူ့ရဲ့ဇောင်းတစ်ပင်နှစ်ပင်ပေါ့နော်သူ့ဇောင်းမှာရှိနေတယ်ဒီ9ခါလေးနဲ့တွားရီပေါင်းလိုက်တဲ့အချိန်မှာတဲ့9ဆိုတာလေးရဖြစ်သွားတယ်ဟော9ဆိုတာတစ်လုံးနဲ့ပဲရနေပါဘောဗျာနော်အများကြီးမရဘူးအဲ့တော့ဒီမှာရှိနေတာကနောက်ပေါင်းကိုနောက်ပေါင်းကိုကသူ့ရဲ့ဇောင်းတပင်းနှစ်ပင်ဒီနေရာမှာရှိနေတယ်။ကျောင်းသွင်းထားတဲ့ဒီ6ခါးလေးနဲ့တွားရပြီးတော့ပေါင်းလိုက်တဲ့အချိန်မှာ5ဆိုတာလေးကကွက်တီကိုဖြစ်နေတာပေါ့ဗျာနော်။အဲ ဲ့တော့ကြည့်လိုက်မယ်ဆိုရင်ခွန်လေးရွက်ထည့်ထားတာပေါ့နော်ဒီ site ကလေးကခွန်ဆိုခွန်လေးရွက်ထည့်ထားတာငားဆိုငားလေးရွက်ထည့်ထားတာနှစ်ဆိုရင်နှစ်တေးရွက်ထည့်ထားတာတလုံးနဲ့ရွက်ထည့်ထားတာပေါ့ဗျာနော်တလုံးရွက်ထည့်ထားတာဖြစ်တယ်ဆိုတော့ဒီမှာဒီနောက်ပိတ်နှလုံးကတဲ့ငြိမ်လားမငြိမ်လားကိုကြည့်ရအောင်ပေါ့ဗျာဒီဒီနှလုံးကဟိုပါပေါ့နော်6ခါနဲ့8နောက်ပိတ်နဲ့ဆိုပြီးတော့68အတွေ့လေးရနေပြီပေါ့နော်အဲ့လိုရနေတဲ့အချိန်မှာတဲ့ကျွန်တော်တို့ကဘယ်လိုရှိလဲဆိုတော့ ဒီနောက်ပိတ်နှလုံးက၄ဟောဒီနောက်ပိတ်နှလုံးက၄ပေါ့ဗျာနော်ဒီနောက်ပိတ်နှလုံး၄ရာတဲ့သူ့ရဲ့အောက်ကဒီနောက်ပေါင်းငါးနဲ့တော့ရပြီးတော့ပေါင်းလိုက်တဲ့ချိန်မှာတဲ့ကိုဆိုတာတလုံးနဲ့ရပါတယ်ကိုတဲ့ကိုဆိုတာလေးဖြစ်သွားတယ်တဲ့နော်ကိုဆိုတာလေးဖြစ်သွားတယ်ဒါဆိုရင်တပွဲကြော်လိုက်တော့ဒီမှာနောက်ပေါင်းနောက်ပေါင်းက၃နဲ့ဒီနောက်ပေါင်း၃ကလည်းသူ့ရဲ့အောက်က ဒီအောက်ကနောက်ဘက်နှလုံးသုံးကသူ့အောက်ကနောက်ပေါင်း6နဲ့ပေါင်းလိုက်တဲ့အချိန်မှာကိုးဆိုတာလေးဖြစ်သွားတယ်ရေနော်ကိုးဆိုတာလေးတလုံးနဲ့ဖြစ်သွားတယ်ကိုးဆိုတာလေးတလုံးနဲ့ဖြစ်သွားတယ်တဲ့နော်ဒါဆိုရင်ကျွန်တော်တပွဲကြော်လိုက်မယ်ဒီနောက်ဘက်နှလုံးကနောက်ဘက်နှလုံးကနှစ်တယ်အဲဒီနောက်ဘက်နှလုံးနှစ်ကလည်းသူ့ရဲ့အောက်ကဒီနောက်ပေါင်း9နဲ့ပေါင်းလိုက်တဲ့အချိန်မှာကိုးဆိုတာလေးကိုတလုံးနဲ့ကိုကွက်တီဖြစ်တယ်တဲ့နော်ကိုးဆိုတာလေးဖြစ်နေတယ်ဒါဆိုရင်ကျွန်တော်ဒီမှာကြည့်လိုက်ရအောင်ဒီမှာရှိနေတဲ့ဒီနောက်ဘက်နှလုံးက9တဲ့ ဒီ9ကလည်းသူ့ရဲ့အောင်မှာကျွန်တော်တို့ရထားတဲ့6ခါရှစ်နောက်ပိတ်ဆိုတဲ့နောက်ပိတ်နှလုံး၄နဲ့ပေါင်းလိုက်နောက်ပေါင်း၄နဲ့ပေါင်းလိုက်တဲ့အချိန်မှာကိုဆိုတော့ဒီကတလုံးနဲ့ပဲဖြစ်သွားတယ်တဲ့နော်ကိုဆိုတာဒီတလုံးနဲ့ပဲဖြစ်သွားတာဖြစ်တယ်တဲ့ဟောဒါဆိုရင်ကနန်းလေးတွေကတလုံးနဲ့ပဲခွန်ဆိုရင်ခွန်လေးပဲလေးပြားရိုက်သွားတယ်ပေါ့နော်နှစ်ဆိုရင်လည်းနှစ်တည်းပဲတလုံးနဲ့ထည့်သွားတာဖြစ်တယ်ငါးတည်းပဲတလုံးနဲ့ထည့်သွားတာဖြစ်ပြီလို့ကိုးတည်းပဲတလုံးနဲ့ထည့်သွားတာဖြစ်တယ်နော်ဒီ cycle ကကျေပဲနော်အဲ့တော့ကျွန်တော်ကဒီအချိန်မှာကျွန်တော်ကပြန်ကြပဲထိုးမှာဖြစ်တယ်ပေါ့ဗျာနော် ပြန်ကြပဲထုံးမှာဖြစ်တယ်ဆိုတော့ကဏန်းကဘယ်နှကွက်ရှိလဲကြည့်လိုက်ရအောင်6နဲ့8နဲ့ပါတဲ့ကဏန်းဆိုဘယ်နှကွက်ရှိလဲတကွက်တည်းပဲရှိတယ်ဗျာတကွက်ဒီချိန်ကျတော့ပြန်ကြထုံးမှာဖြစ်တယ်ပဲဗောနော်အဲ့တော့6 8နောက်တည်းပါတဲ့ပြန်ကြဆိုတော့ဘာရှိလဲတကွက်တည်းပဲရှိတယ်အဲ့တော့တက်ရှိလေးကိုကျွန်တော်ဗာရေးမယ်နော်ခွန်ထက်လေးရရမှာပေါ့ဗျာเนาะဒီမှာ68ခွန်ဆိုတော့တခွက်တည်းပဲရှိတာဖြစ်တယ်တော့ကျွန်တော်ကခွန်68လို့တက်တက်ထိုးရမှာဖြစ်တယ်ပေါ့เนาะ ။ဒါဒီ168ကကျွန်တော်ပြန်ကြားထုံးမယ်ပြောလို့ဒါရေးရမှာမဟုတ်ဘူးပေါ့နော်။အဲ့ဒါလေးကိုပြအောင်ပါပေါ့။အဲ့တော့တဲ့။အဲ့ဒီလို6လေးတော့ထည့်လိုက်ပြီဆိုရင်6လေးလို့ထည့်လိုက်ပြီဆိုရင်ဒီမှာရှိနေတာက3ညာခါ3ညာခါရဲ့3ညာခါရဲ့သူ့ရဲ့ဘေးကဂွာ3ရဲ့3ညာခါရဲ့ဂွေရဲ့ဂွာ3ရဲ့သူ့ရဲ့ဇောင်းက6ထည့်စီရဲ့တနင်္လာလေးလုံးပေါင်းရင်ကို6လို့ဒီတစ်လုံးနဲ့ထည့်သွားတာဖြစ်တယ် ိုးလိုတလုံးနဲ့ထည့်သွားပြီเนาะဒါဆိုရင်တပွဲကြော်လိုက်တော့ပုံညာခါရဲ့သူ့ရဲ့ဘေးမှာရှိနေတာက ग्वा 6ရဲ့ပုံညာခါရဲ့ ग्वा 6ရဲ့ဒီ6ဖြစ်နေပြီအဲ့ဒီ6ကသူ့ဇောင်းက3ထက်စီလေးနဲ့တွားရောပေါင်းလိုက်တဲ့ချိန်မှာကိုးဆိုတော့လေးကိုတလုံးနဲ့ပဲထည့်သွားတာဖြစ်တယ်เนาะအဲ့နဲ့လုံးနေဘာမှမထည့်ဘူးတလုံးနဲ့ထည့်သွားတာဖြစ်တယ်ပေါ့ဗျာเนาะအဲ့တော့ညတို့တပွဲထက်ကြော်လိုက်မြန်ဘွားထကြောက်လိုက်တဲ့ချိန်မှာခွန်ထိတ်ခွန်ခါးလေးကသူ့ဘေးနားမှာရှိတော့ ဘဝ9နဲ့ပေါင်းလိုက်တဲ့အချိန်မှာ6ဖြစ်နေပြီအဲ့ဒီ6ကသူ့ရဲ့ဇောင်းကသုံးထည့်စီလေးနဲ့ငန်းလေးလုံးပေါင်းရင်ကိုလို့သူကတလုံးနဲ့ထည့်ရတာဖြစ်တယ်ကိုကတလုံးနဲ့ထည့်ရတာဖြစ်တယ်ဒါဆိုရင်တို့ဒီမှာရှိနေတာက3ခါတဲ့3ခါလေးကသူ့ရဲ့ဘေးနားမှာရှိနေတယ်ဘဝ9နဲ့ပေါင်းလိုက်ရတဲ့ဆိုရင်2ဖြစ်နေပြီ2ဖြစ်နေပြီဆိုတော့ကျွန်တော်တို့က9ရောက်အောင်သူ့ရဲ့ဇောင်းကထည့်စီလေးနဲ့ပေါင်းလိုက်မှာ9ရမှာ9ရောက်အောင်လို့ကျွန်တော်ဗာဒစီထည့်မှာလေ သုံးခါရဲ့ဂွာကိုရဲ့ဒီနှစ်လို့ဖြစ်သွားပြီနှစ်ကသူ့ရဲ့ဇောင်းကထိစီးနေမှာကျွန်တော်က၄လုံးပေါင်းခြင်းကိုကိုလို့ထည့်ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်ကဘာထိစီးချက်ရမှာလဲ၃၉ဆိုတော့ဒီမှာခွန်ထိစီးလေးပဲထည့်ရမှာဖြစ်တယ်အဲ့တော့ပြန်ကြံထုံးမယ်ဆိုပြီးတော့ဒီခွန်ထိစီးကိုပြစ်ထည့်လိုက်တာမဟုတ်ဘူးဗောဗျာနော်68တပောက်သေးပဲเนาะအဲ့လိုမျိုးလေးထည့်လိုက်တာဖြစ်တယ်အဲ့လိုเนาะစိုက်ကလေးကိုကြည့်လိုက်တယ်တလုံးနဲ့လေးပြီးပြထွက်လာဘူးညာเนาะ တလုံးလေးတည်းကြီးပဲတက်တက်ရရကလေးပါပဲเนาะထွက်လာတာဖြစ်တယ်အဲ့တော့ဒီမှာကြည့်ရမယ်တက်စီလိုင်းကိုပြန်ပြုတ်ပြမယ်၃ညာခါရဲ့ဘေးနက်ကကွာ၃ရက်ဒီ၃အဲ့ဒီ၃က30 30က6တက်စီနဲ့ပေါင်းရင်6လို့ထည့်ပါတယ်ပေါ့ဗျာเนาะ၃ညာခါရဲ့ကွာ6ရက်ဒီ၃ကွာ6ရက်ဒီ6အဲ့ဒီ6ကသူ့ဆောင်က3တက်စီနဲ့ပေါင်းရတယ်ဆိုရင်6လို့ထည့်ပါတယ်ပေါ့ဗျာเนาะအဲ့တော့ခွန်ခါနဲ့ကွာ6နဲ့ပေါင်းရင်6ပဲ6ကသူ့ရဲ့ဆောင်က3တက်စီနဲ့ကို6လို့ထည့်ပါတာ ါဆိုရင်3ခါနဲ့꽌ကိုးနဲ့က2အဲ့ဒီ2ကသူ့ရဲ့ဇောင်းမှာကျွန်တော်ခွန်ထက်ရှင်းနဲ့မှာ6လို့ထည့်ပါတာဖြစ်တယ်။အဲ့လို6လို့ထည့်ပါတယ်လို့ပဲဒီမှာရှိနေတာကဒီမှာကပါရှိနေရလဲဒီမှာရှိနေတာက꽌6တယ်နော်ဒီမှာရှိနေ꽌6เนาะသူ့ရဲ့အောက်တပွဲကြောင့်မှာရှိနေတာက꽌6နော်အဲ့တော့အောက်တပွဲကြောင့်မှရှိနေတာကဟိုကကိုဒီအောက်တပွဲကြောင့်မှရှိနေတာက ွာ9ရတယ်နော်ဒါလေးတွေကကွာ9ရတယ်နော်အဲ့ဒါရှိနေတာဖြစ်တယ်ဒီကွာတွေကဘာကွာမှမမျိုးရှိပြီးသားကွာတွေပေါ့ဗျာနော်အဲ့ဒီဒီကွာ6ဆိုတဲ့ကောင်ကကျွန်တော်ကဒီအပေါ်ကိုတပင်း2ပင်း3ပင်းရဲ့ဘေးပေါ့ဗျာနော်ဒီအပေါ်တပင်း2ပင်းရဲ့မြင်းကုန်ပေါ့ဗျာလို့ခေါ်လိုက်လို့ပြောနော်ဒီကွာ6ကလေးကတဲ့ဒီနားကကျွန်တော်ထည့်ထားတယ်6ထည့်စီလေးနဲ့လှမ်းပြီးတော့ထည့်လိုက်တဲ့ချိန်မှာနှစ်ဆိုတာလေးတလုံးနဲ့ပဲဖြစ်သွားတာနှစ်ဆိုတာလေးနဲ့တလုံးနဲ့ပြန်ချုပ်ပြီးထားမှာဖြစ်တယ်ဒါမှဇလန်းကခွန်နှစ်နှစ်ဆိုတော့ရိုက်ချက်နဲ့သူကတဘောလေးရိုက်ရမှာဖြစ်တာဟုတ်နော် အဲ့တော့ဒီမှာရှိနေတာဂွာကိုတဲ့ဒီဂွာကိုကလည်းဒီနားမှာတပင်းနှစ်ပင်ရဲ့ဇောင်းမှာရှိနေတဲ့သုံးထက်စီပင်နဲ့ပေါင်းလိုက်တဲ့ချိန်မှာနှစ်လို့သူတလုံးနဲ့ပဲချုပ်ထားရမှာဖြစ်တယ်နော်အဲဒါဆိုရင်ဒီမှာရှိနေတာဂွာကိုဂွာကိုကလည်းအပေါ်တပင်းနှစ်ပင်ရဲ့ဇောင်းမှာရှိတယ်ဒီသုံးထက်စီလေးနဲ့ပေါင်းလိုက်တဲ့ချိန်မှာနှစ်လို့သူကတလုံးနဲ့ပဲချုပ်ထားရမှာတလုံးနဲ့ပဲချုပ်ထားရမှာဖြစ်တယ်ဖြစ်တဲ့ဆိုတော့ဒီမှာရှိနေတာကဂွာ၅ ကွာငါအပေါ်တပင်းနှစ်ပင်ရဲ့ဇောင်းမှာရှိတဲ့ကျွန်တော်တွင်းထားတဲ့ဒီ content ရှိလေးနဲ့ပုံလိုက်တဲ့ချိန်မှာသူနှစ်လို့တလုံးနဲ့ပဲချုပ်ထားရမှာဖြစ်တယ်အဲ့တော့တလုံးနဲ့နဲ့ချုပ်ထားတော့မှာကွန်နှစ်နှစ်ဆိုတဲ့ဇလန်းလေးကအောက်မှာပေါ့ဗျာနော်ဒါလည်းဆိုတော့ဒီကွာ6နဲ့6ထည့်ချင်းနဲ့ကိုနှစ်လို့ထည့်လိုက်တဲ့ချိန်မှာဒီနောက်ပဲနှလုံး9နဲ့ခါနှလုံး9ကိုနှစ်လို့ပြန်ထည့်သွားတာထည့်ပြီးတော့မှဒီ3လုံးကိုခွန်လို့ထည့်ပြီးတော့နှစ်နှစ်ခွန်ဖြစ်ချင်းနဲ့6 8ခွန်ကိုသူကတပေါက်ထည့်ရိုက်သွားတာပေါ့ဗျာနော်အဲ့တော့ဒုတိယတကန့်အနေနဲ့ကလည်း ဒီကွာ6နဲ့3ထက်စီနဲ့ကို2လို့ထည့်လိုက်တဲ့အချိန်မှာမဒီနောက်ထောင်နှလုံး9နဲ့ခေါင်းနှလုံး9ကို2လို့ထည့်လိုက်ပြီထည့်ပြီးတော့မှဒီ3လုံးကိုခွန်းလို့ထည့်ပြီးတော့2နဲ့ခွန်ဖြစ်ချင်းနဲ့ပုံရှိရှိကိုတပေါက်တည်းဖြုတ်ထားပါဗျာနော်လှည့်ကြမလို့အဲ့တော့ဒီကကွာ6နဲ့3ထက်စီနဲ့ကို2လို့ထည့်လိုက်ပြီထည့်လိုက်တယ်လို့ပဲဒီနောက်ထောင်နှလုံး9နဲ့ခေါင်းနှလုံး9နဲ့ကို2လို့ပဲထည့်လိုက်တယ်ထည့်ပြီးတော့မှဒီ3လုံးကိုခွန်းလို့ထည့်ပြီးတော့2နဲ့ခွန်ဖြစ်ချင်းနဲ့3 9နှစ်ကိုဒဲတပေါက်တည်းရိုက်လိုက်တာနော် ါဆိုရင်ကျွန်တော်တို့ရောက်ကက်ကဒီခွာ9နဲ့ခွန်ထက်စီနဲ့ဒီနှစ်လို့ထည့်လိုက်ပြီထည့်တဲ့တော့ဒီနောက်ဘိတ်နှလုံး3နဲ့ခါနှလုံး9နဲ့ကိုနှစ်လို့ပဲထည့်လိုက်တယ်ထည့်ပြီးတော့မှဒီလို3လုံးပေါင်းခြင်းကိုခွန်လို့ထည့်ပြီးတော့နှစ်နှစ်ခွန်ဖြစ်ခြင်းနဲ့ကျွန်တော်ကခွန်6 8ကိုဒက်တဖို့ထည့်ပဲအဲ့လိုဖြုတ်ကမှာဖြစ်တယ်ပေါ့ဗျာနော်အဲ့တော့စိုက်ကလေးကိုကြည့်လိုက်ပဲတစ်လုံးနဲ့တည်းပဲထည့်သွားတယ်တက်တက်ရဲရဲလေးပေါ့ဗျာနော်တစ်လုံးနဲ့တည်းပဲထည့်သွားတာဖြစ်တယ်ကျန်တဲ့လုံးကတော့တလုံးမှမပါဘူးပေါ့ဗျာနော်အဲ့တော့တဲ့နော် ွဲ2ပွဲ3ပွဲ4ပွဲအဲ့တော့ဒီမှာရှိနေတဲ့ tasty နှလုံးခွနဲ့ tasty နှလုံးခွနဲ့တုံညခါနေဒီခွန်လို့ထည့်ထားတယ်ပေါ့ဗျာနော်အဲ့ဒီခွန်ကားတဲ့သူ့ရဲ့ဒီဘက်မြင်းကုန်ကကျွန်တော်တို့ရဲ့ဒီ select ကြီးဒီ brake တက်နေပေါင်းလိုက်တဲ့အချိန်မှာရှစ်လို့ဒီတလုံးနဲ့ပဲထည့်ပါလေနော်ရှစ်လို့ဒီတလုံးနဲ့ထည့်ပါရမယ်အဲ့တော့ဆက်ကြည့်လိုက်ရအောင်ဒီ tasty နှလုံးကိုရဲ့ သုံးညာခါရည်ဒီ6လို့ဖြစ်နေပြီဒီသုံးလုံးအခွေဒီ6အဲ့ဒီ6ကဒီမြင်းကုံမှာရှိတယ်တို့ကဇက်လိုက်ကြည့်ဒီဗရိတ်6နဲ့ပေါင်းလိုက်တဲ့အချိန်မှာ8လို့ဒီတလုံးနဲ့ပဲထည့်ရမှာဖြစ်တယ်ဟုတ်8လို့တလုံးနဲ့ပဲထည့်ရမှာဖြစ်တယ်အဲ့တော့ဒီမှာရှိနေတာကဒီနှလုံး7နဲ့9နဲ့ဒီ8ဆိုတဲ့ဒီလိုသုံးလုံးအခွေက8ဖြစ်နေပြီအဲ့ဒီ8ကလည်းဒီမြင်းကုံမှာရှိနေတဲ့ဒီဗရိတ်10နဲ့ကို8လို့ပဲသူထည့်သွားတာဖြစ်တယ်ပေါ့ဗျာနော်8လို့ဒါပြန်ပြီးတော့ကြိုက်မိနေမှာဒီခဏလုံးထိုးလို့ရမှာဖြစ်တယ် ညောင်ဒီဟာကိုကြိုက်လာကြည့်ရအောင်ဒီမှာကြည့်ရအောင်ရှစ်ကဲ6ရဲ3ရဲ3လုံးအခွေက9ဖြစ်နေတာ3လုံးအခွေ9ကဒီမြင်းကုန်မှာရှိတဲ့ကျွန်တော်ဇက်လိုက်ကြည့်ဒီ break တက်နဲ့ပေါင်းလိုက်တဲ့အချိန်မှာရှစ်လို့ဒီတလုံးနဲ့ပဲသူကြိုက်သွားတာဖြစ်တယ်ပေါ့ဗျာနော်ကျန်တဲ့ညီကိုလမ်းကြောင်းနေကျွန်တော်မထည့်ထားဘူးပေါ့နော်ဒီမှာတလုံးနဲ့တွေပဲရိုက်သွားတယ် cycle လေးကိုပဲပြလိုက်တာဖြစ်တယ်ပေါ့ဗျာနော်အဲ့တော့ဒီပြသမှုလေးတွေကြိုက်တယ်ဆိုရင်တော့ဒါလေးတွေကိုဒီလို like လေးကို share ပေးပါကြာနော်ကျွန်တော်လည်းဒါမပြတာကြာပြီဆိုတော့ လူရဲသိပ်မိကုန်ကြပြီမိကုန်ကြပြီပေါ့ဗျာနော်အဲ့တော့ဒါကြရင်တော့ထိုးပေါ့ဗျာနော်ခွန်68ကိုတော့ဒီတိုင်းတက်တယ်ပဲထိုးအောင်ဖြစ်တယ်ပေါ့ဗျာနော်ဒီ size ရပေါ့နော်ဒီ size ရဒီ size ရထိုးခြင်းတော့ကျွန်တော်တို့ကဒီကနန်းကိုထိုးခြင်းပြန်ကြထိုးมาဖြစ်တဲ့အတွက်ပြန်ကြထိုးมาဖြစ်တဲ့ကျွန်တော်တို့ဒီကနန်းကိုတင်ထိုးပေါ့ဗျာနော် channel ရဲ့တော့ဒါလေးကကျွန်တော်ကဒီအထိုင်းနဲ့ဖမ်းထားတော့ဒီကနန်းဒီကနန်းရဲ့အနေထားမှာဒီကနန်းတက်တယ်ကိုပဲတင်ထိုးအောင်ပါဗျာနော်အဲ ဒါလက်ဆောင်နေနဲ့ဒါ Sunday ဟို Sunday မဟုတ်ဒါစနေနေ့ပေါ့နော်စနေနေ့ဆိုတော့ဒါပြန်ကြခန်းတက်ကွက်ကိုလောဆယ်လက်ဆောင်လေးပြပေးတတ်တယ်ပေါ့ဗျာနော်ကဲအားလုံးကံကောင်းပါစေချဲ့ပေါ်ပါစေဗျာနော်အားလုံးပဲ God bless ခါရကလေးတွေရှားလို့ဗျာနော်နှုတ်မဆိုရင်နောက်တစ်ခွက်လောက်တက်ပြမယ်ခါရကလေးတွေကမရှိဘူးဖြစ်တယ်အဲ့မှာရိုက်ကတာခက်ခဲတယ်အိမ်ပြန်ရောက်မှပဲခက်ခဲတော့တယ်နော် ဟိုမှာရန်ကုန်မှာနေတုန်းကတော့ကျွန်တော်ဆိုင်ရအနားလေးနေရှိပြီဆိုင်ကလေးတော့ရိုက်ရတာလွယ်တယ်ဗျာနော်ခုဒီဆိုင်ကလေးတွေတော်တော်ဘယ်နေရာရိုက်ရမှန်းမသိဘူးခုပသိမ်မျိုးဖြစ်ပြီးတော့ဟိုဘယ်နေရာရှာမှန်းမသိဖြစ်အဲ့အတွက်ကျွန်တော်တို့ကဟိုဟာဆိုင်ရချွေတာအောင်မယ်ချွေတာအောင်မယ်ဆိုတော့ဒီမှာဒါရန်ကုန်ကနေရိုက်ပြီးတော့ရန်ကုန်မှာရိုက်ထားတဲ့ဆိုင်ရကမကုန်သေးတာဗောနော်ဒီမှာနှစ်နှစ်ခုအထိပဲရှိတယ်တပင်းနှစ်ပင်သုံးပင်လေးပင်ငါးပင်တော့အမှဖြစ်သွားပြီဆိုင်ရကိုမရိုက်ရတာနော်နောက်တော့ပို့ဆိုးတော့မှာဆိုင်ရရိုက်ရမှာနေရာမရှိဘူး အဲမရှိရင်တော့ကျွန်တော်ရဲ့ထုံးစံတိုင်းဟိုဖုံးလေးနဲ့ပဲပေါ့ဗျာဖုံးလေးပေါ်မှာပုံလေးဆွဲရောပြင်ပြရတာဖုံးလေးဆွဲပြင်ပြရတာပါဗျာနော်โอเคတော့ပြသမှုကဒါဆိုရင်တော့ကဲဒီလောက်ပါပဲဗျာနော်ဒါရမရှိတဲ့အတွက်ခွန်68တဲတကွက်နဲ့အားလုံးကံကောင်းပါစေဗျာနော်အားလုံးပဲတတလက်စင်းပါပြီ